ငါဆိုတဲ့အတွေးဟာစွဲမိပြီးတော့ပေါ်လာတာတဲ့မစွဲမိပဲပေါ်လာတာမဟုတ်ဘူးဘာကိုစွဲမိပြီးတော့ပေါ်လာတာတုံးဆိုလို့ရှိရင်ဟောဒီခန္ဓာ၅ပါးကိုစွဲမိပြီးတော့ပေါ်လာတာတဲ့ယုတ်ကိုစွဲမိပြီးတော့ငါဆိုတဲ့အတွေးပေါ်လာတယ်ခံစားချက်ကိုအမိပြုပြီးတော့ငါဆိုတဲ့အတွေးပေါ်လာတယ် စိတ်ထဲကမှတ်သားမှုဆိုတဲ့အမှတ်တင်ညာတွေကိုဆွဲပြုတ်ပြီးတော့ငါဆိုတဲ့အတွေ့ပေါ်တယ်အေးကြံတွေးခြင်းသိခြင်းစတဲ့စိတ်ရဲ့လှုပ်ရှားမှုဆိုတဲ့သင်္ခါရတွေကိုဆွဲပြုတ်ပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတာအသည့်စိတ်တို့ဆိုတဲ့ဝိညာဉ်ကိုအကြောင်းပြုတ်ပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတာပါတဲ့အဲ့ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ ခန္ဓာ၅ပါးကိုမမိဘဲနဲ့ငါဆိုတဲ့အတွေးဟာမပေါ်ဘူးဒါလောကမှာလူတွေငါလို့ထင်မှတ်เสียရတခုငါဆိုတဲ့အတွေးဟာမာနအတွေးငါဆိုတဲ့အတွေးဟာတဏအတွေးအဲ့ဒီတဏမာနဆိုတဲ့ဒီအတွေးမှားယွင်းနေတဲ့အတွေးတွေဟာ မိမိတို့တဏ္ဍာမှာရှိတဲ့ရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်ဓာရီပေါ်မှာမှီပြီးတော့ဓာရီကိုစွဲမှီပြီးတော့ဖြစ်ပေါ်လာတဲ့အတွေ့အကြုံတဲ့ဥပမာလေးနဲ့ရှင်းပြတယ်လောကလူငယ်လူရွယ်တွေဟာကိုယ့်ကိုယ်ကို အလှပြင်တဲ့အနေနဲ့ချင်းမုံတို့မှန်မြင်တို့မှကြည့်ကြတယ်အဲ့ဒီချင်းမုံမှန်မြင်ကိုကြည့်ပြီးတော့မိမိရဲ့မျက်နှာရိပ်ကို အပြည့်နာစာရှိတယ်မရှိဘူးဆိုတာတွေကိုဆင်ញင်သုံးသပ်ကြတယ်အဲ့ဒါလို့ဆင်ញင် သုံးသပ်လို့ရတယ်ဆိုတော့ညနာပုံရိပ်ကလေးဟာမှန်ဆိုတဲ့မိယာမရှိဘဲနဲ့ပေါ်လာပါမလားမပေါ်ဘူးမှန်ဆိုတဲ့မိယာနဲ့ပေါ်လာတဲ့အရေးဆိုတာပေါ်မှာကြည့်ပြီးတော့ငါဆိုတဲ့အတွေ့ ဝင်တယ်လို့ပဲတဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရလို့ဆိုတဲ့ဣမိတန်တမှာရှိတဲ့ခန္ဓာ၅ပါးယုံဉာဏ်တရားတွေကိုမှီပြီးတော့သာလင်ငါဆိုတဲ့အတွေ့ပေါ်လာရတာပါဆိုပြီးတော့ရှင်ပုံနာကရှင်းပြတယ်ယုတ်ဆိုတာဘုန်းကြီးတို့တွေစဉ်းစားကြည့်ကိုယ်တန်တမှာယုတ်ဆိုတာဘယ်ဟာလဲလို့ဆိုရင်မျက်စိနာနာလျာကိုဆိုတာ ထင်းထင်းရှားရှားဒါရုပ်ပဲဟုတ်ကဲ့လားမိမိတဏ္ဍာမှာရှိနေတဲ့ရုပ်ခန္ဓာကိုယ်ကြီး